င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ် KAI နဲ့ AE ထုတ်စရက်ဖို့တရုတ်ထူးကိုစလဲဖိအားပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်တရုတ်ထူးကိုစလဲတင်ရှိခြင်းကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့အာရခတ်တပ်တော် AE ရောနီနဲ့ပုံပေါ်နဲ့ကြောင်ဖြူမှထုတ်စစ်များဆက်မလုပ်ဖဲရက်တန်ဖို့ပြီးခဲ့တဲ့မေလကုန်ပိုင်းမှာတရုတ်နိုင်ငံမှာတီးခြားစီတွေ့ဆုံဆွေးနွေးစဉ်အာရှရင်ရာတရုတ်ထူးကိုစလဲတင်ရှိခြင်းမှာဖိအားပေးပြောဆိုခဲ့ကြောင်းတိုင်းဒါလက်နဲ့ကံများနဲ့နိဆက်သူတုံးကပြောပါတယ် KAI နီနဲ့ပုံပေါ်မျိုးသိမ်းထုတ်စစ်ရက်တန်ကတရုတ်နဲ့ဆက်ဆက်ရင်း ြစ်တဲ့ပေါ်အင်းကြီးကလည်းဗမွန်တိုက်ပွဲပါဝင်မပါဖို့နဲ့တရုတ်တဘာဝတံငွေဆက်ယုံမြန်ရှိညာကြောက်ဖြူမျိုးမှာတိုက်ပွဲများမပြုလုပ်ဖို့တင်ရှိခြင်းကပြောကြားခဲ့တယ်လို့ဆိုပါတယ်။ 2029စစ်စင်ဖော်ဆောင်ပြီးရဲ့နောက်အာနာသိန်းစစ်တပ်အထည်နာချင်းတရုတ်ကနေဆက်ခြေဆိုင်တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့များကိုထိုးစစ်များရဲတပ်ဖွဲ့အစဉ်တစိုက် PRP နေပြီးစစ်တပ်နဲ့တွဲဆောင်ဆွေးနွေးဖို့ကြားဝင်လှုပ်ဆောင်နေရရှိပါတယ်။စီရင်လေးလာသူတအုံကရည်ရွယ်တာကအားလုံးအပြည့်ရဖို့ပါပဲပြီးရင်စစ်တပ်နဲ့ဆွေးနွေးမယ်သူတရုတ်ဒါပဲလုပ်နေတာပါပလောင်ကိုလည်းအောက်ကုန်းလာမှာဆွေးနွေးအောင်ပဲအဓိကစစ်တပ်ပြုတ်ပွဲမှကြောက်နေတာအရန်ဆိုးရင်နေတာတရုတ်ကစစ်တပ်ကမပြုတ်ခွင့်အောင်စစ်တပ်ဗဟိုပြုတဲ့တည်ငြိမ်တဲ့အခြေအနေကိုဖန်တီးဖို့သူစူးစမ်းခဲ့တာပေါ့ဒါပေမဲ့သူရဲ့စင်စာမှုမှာ PDF ဲမပါတဲ့အတွက်ဖြစ်နိုင်မယ်မထင်ဘူးလို့ပြောပါရယ်။ KYA အနေနဲ့တရုတ်နဲ့ပုံမှန်တွဲဆုံဆွေးနွေးမှုတွေပြုလုပ်လေရှိပြီးပြီးခဲ့တဲ့မေလကုန်ပိုင်းတွဲဆုံမှုမှာထိုးစစ်ရက်ဖို့တရုတ်ထူးကိုယ်စားလှယ်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရရှိဖို့ KYA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးတော်ဖူထန်ဆက်သွယ်ခဲ့တော့လည်းပြန်လည်ဖြေကြားချက်မရှိသေးပါဘူး။လက်ရှိမှာ KYA ကပုံမှန်မျိုးတင်ထိုးစစ်ဆင်နွှဲနေသည်မှာ6လနီးပါးရှိနေပြီဖြစ်ပြီးမျိုးပေါ်ရက်ကွက်အများစုနဲ့တရင်ဌာနချုပ်အချို့ကိုတင်ပိုက်ထားနိုင်တော့လည်းအမှန်27စစ်စင်ကိုကဲမှုဌာနချုပ်နဲ့ခလာရ49တရင်ဌာနကိုကြာရှိနေသေးကြ။ ောင်ပုံမူကြီးနော်ဘူးကပြောပါတယ်အဲ့ဒီလက်ချက်တပ်စခန်းလေးကို KIA မှာပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ကလည်း drone များလေယာဉ်များနဲ့တံပြန်ခုခံလျက်ရှိပြီးမေလ20ရက်နေ့မှာစကားက21ဌာနချုပ်ကိုစစ်ကူလာပို့ရရဟန်ရင်30နဲ့20စင်ကို KIA ကပြစ်ချနိုင်ခဲ့ပါတယ်အေထိုးစစ်စနီးတဲ့တရုတ်တဘောင်အတံဝေးစက်ရုံတရှိရာကြောက်ဖြူမျိုးနေမှာလည်းအမတ်30နဲ့ရဲတရင်အနီရှိနန်းဖဲတောင်ပြိုင်းစီကီနဲ့မင်းတတောင်ကြီးရွာကိုတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲများတွင် AA စနိုက်ပါတပ်ဖွဲ့ဝင်တွေပြစ်ခတ်မှုကြောင့်တမ17ချင်းမြန်တမမှာ နီးပြူဟာမူပုံမှုကျုပ်ကျော်မျိုးအောင်တည်ဆောင်ပြီးမေလ30ရက်နေ့မှာမင်းတက်တောင်ကြီးရွာနေဖြစ်ပေါ်တဲ့တိုက်ပွဲမှာလည်းတိုင်းစစ်ဦးစီးမှုပထမရန်ဒုတိယပုံမှုကြီးကျော်လင်းကျိုင်နဲ့တပ်ဖွဲ့ဝင်15ဦးကိုအေအေကအရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ်။ကြောက်ပြူမျိုးမှာစစ်တပ်ရဲ့ခြေလင်းတရင်ခလာရ34ခြေမြန်တရင်ခမာရ942ခမာရ923တညောက်လီရီတက်မှာ ရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနကွယ်အမှတ်32ရင်းတန်းလို့ခြေဆိုင်ထားပါတယ်ဒီယုံနီနဲ့2029နှစ်စစ်စင်ရေးပေါ်ဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ကိုစစ်တပ်နဲ့ဆွေးနွေးမှုတွေပြုလုပ်စေလျက်ရှိရာရခိုင်ကညီနောင်မဟာမိတ်တုံးဖွဲ့စလုံးပါဝင်ပြီးတပြိုင်တည်းတွေ့ဆုံဆွေးနွေးစေခဲ့တော့လဲနောက်ပိုင်းမှာတပွဲချင်းစီလိုက်တာတွေ့ဆုံဆွေးနွေးစေပါတယ်တပွဲချင်းတွေ့ဆုံမှုမှာဒီယုံရဲ့ဖိအားပေးမှုနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ထံမှလာရှုမြို့ကိုပြန်လည်ရရှိခဲ့တဲ့စစ်တပ်က TNL ကိုလည်းနောက်ချူကြောင့်မဲတီပေါ်မိုးကုံနဲ့မိုးမိတ်မြို့များမှာဆက်က ွာပေးဖို့အေပီလာကွန်ပိုင်ကတရုတ်မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာတောင်းဆိုခဲ့ပါတယ်။အဲ့ဒီတောင်းဆိုမှုကြောင့်ဆွေးနွေးပွဲသဘောတူညီမှုမရဘဲပြတ်ပြယ်ခဲ့ပြီးဩဂုတ်လကွန်ပိုင်မှာထပ်မံဆွေးနွေးဖို့ရှိနေပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့သေးပေါ်ဖို့စကန်သိမ့်တိုက်ပွဲကြောင့်ထိုင်းတိုက်လင်းရဲ့နှစ်စင်းနေဆက်ကင်းလှည့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်နဲ့ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲတစ်ပြန်ပြန်လည် ပြင်းထန်နေတာကြောင့်ထိုင်းလီတက်ကနေဆက်ကင်းလက်နေကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။ထိုင်းမြန်မာနေဆက်တပ်ပြီးနေဖုတ်ပရာနေဆက်တလျှောက်ထိုင်းလီပိုင်နယ်ကိုကင်းလက်ဖို့နှခွန်စဝတ်ပြီးနေလီတက်အခြေဆိုင်စခန်းကနေ F60 တိုက်လီ20ကိုထိုင်းတော်ဝင်လီတက်ကမေလ3ရက်နေ့မှာစေလွှတ်လိုက်တာပါ။ထိုင်းနေဆက်နဲ့1ကီလိုမီတာခန့်အကွာကရင်ပြည်နယ်မြဝီမြို့အနီးက အကြံဖတ်စစ်ကောင်စီရဲ့တိဘောဘူစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပါတယ်။မနေ့ကဇွန်လ၂ရက်နေ့မှာလည်းတိဘောဘူစခန်းကိုကရင်တော်လှန်ရေးတပ်တွေကဒရုန်းနဲ့တနေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကနေဆက်မြေတလျှောက်လုံခြုံရေးတိုးမြင့်ထားတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ထိုင်းနယ်စပ်ဖုတ်ဖရာနယ်မြေတွင်ကိုစစ်ပီးရှောင်းအမြောက်များထပ်မံထွက်ပြေးလာပြီးစုစုပေါင်း900ကျော်ကိုခုံလုံခွင့်ပေးထားတယ်လို့ထိုင်းသတင်းမှဖော်ပြထားပါတယ်။ကရင်တော် လိုင်းတက်တွေကပြီးခဲ့တဲ့2022ခုနှစ်မေလကတိပေါ်ဘိုးစကံကိုပထမကြိမ်သိမ်းပိုင်ရရှိခဲ့ပြီးမြန်လေလည်းလွတ်ခဲ့ရတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့အဆိုပါတိပေါ်ဘိုးစကံကိုပြန်လည်သိမ်းပိုင်ရရှိပြီးနေမြေရှင်လင်းတွေလွတ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေနဲ့တော်လိုင်းသတင်းရင်းမြစ်တွေကိုကူကာပြီးသတင်းတွေမှာဖော်ပြထားပါတယ် နောက်ထပ်တပုတ်နေနဲ့တောင်ကုန်မှာစက်တက်လက်နက်ကြီးတွေနဲ့စက်တိုက်ပြက်ခတ်နေလို့ဒေသခံများထိတ်လန့်နေကြောင်းတင်ဆက်ပေးပါမယ်။တောင်ကုန်မြို့နီးစကောင်စီကစွန်လာ၃ရက်မနက်အစောပိုင်းကစတင်ပြီးလက်နက်ကြီးများစက်တိုက်ပြက်ခတ်နေပြီးဒေသခံများစိုးရင်ထိတ်လန့်နေကြပါတယ်။ဒီကနေ့မနက်၃နာရီခန့်ကစပြီးစစ်ကောင်စီကလက်နက်ကြီးများပြက်ခတ်ခြင်းဖြစ်ပြီးမြို့ပေါ်ရှိအိမ်များတုံခါတဲ့အထိပြင်းထန်နေကြောင်းဒေသခံတွေကပြောပါတယ်။မနက်၃နာရီကနေ9နာရီအထိခဏခဏပြစ်တာအိမ်တွေကိုတုံနေတာပဲ။အဲ့ဒီနောက်ပိုင်းရက်သွားပြီးဒီနေ့ကင်းမှာထပ်ပြစ်နေတဲ့တိုက်ပွဲဖြစ်တာမရှိဘူးလို့ကြားတယ် ကြပေမဲ့လက်နက်ကြီးတွေဆက်ပစ်နေတယ်လို့တောင်ငူမျိုးကန်တုံကပြောပါရတယ်။တောင်ငူမျိုးနဲ့ဆက်ဆက်နေတဲ့အုတ်တွင်းမျိုးနဲ့ဥယျံတော်ရွာအနောက်ဘက်နမိုင်ကန်အကွာမှာစစ်ကောင်စီကလက်နက်ကြီးတပ်ဆင်ထားပြီးရခိုင်ရက်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျိုးပင်စိတ်ရွာစပယ်ကျဲရွာတို့ဘက်ကိုပြစ်ခတ်နေတာလို့သိရပါရတယ်။မနက်မိုးမလင်းငယ်ကလေးကပြစ်နေတာထိကျင်တဲ့သူထိဆိုတဲ့ဟာမျိုးနဲ့ကျမတို့မျိုးပေါ်မှာတက်ကြီးဖိုးဖွားတွေအယံကြောင်နေကြတယ်။တိုက်ပွဲမဖြစ်သေးတော့လို့ဒေသခံတွေပြန်ကျင်လာလဲပြန်လို့မရဘူးလို့တောင်ငူမျိုးပေါ်ကိုရောက်ရှိနေတဲ့စစ်ပီးရှောင်းတောင်းကပြောပါရတယ်။ ဇွန်လ3ရက်နေ့နေ့လယ်2နာရီခန့်မှာရိတ်ခါများတင်ဆောင်သွားတဲ့စစ်ကောင်စီရဟန်းရင်တစီကတောင်ငူမြို့ကိုအနှိပ်ပိုင်းမှာကပ်ပြန်သွားခဲ့ပါတယ်ဟက်ဇကီကတူတန်လန်နဲ့အထုတ်ကြီးတင်သွားတယ်ပြီးတော့15မိနစ်ခန့်အကြာမှာပြန်လာတော့အဲ့ဒီထုတ်ကြီးပါမလာတော့ဘူးဘယ်ကိုသွားပို့တာလဲမသိဘူးလို့တောင်ငူမြို့ကန်တုံကပြောပါတယ်တောင်ငူမြို့နယ်မှာရန်ကုန်မန္တလေးအမြန်လမ်းရဲ့တမိုင်မှာခုနှစ်မိုင်ခန့်ဝေးတဲ့ကြီးရွာတွေမှာမေလ23ရက်ကစပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ကျိုးပင်စိန်ရွာမှာမေလ30ရက်ကတိုက်ပွားဖြစ်ပွားခဲ့တယ်လက်ရှိမှာစပန်ကျင်းရွာ ချက်တိုက်ညောင်ပင်ရွာဂျိုးပင်စိတ်ရွာ ကျန်ယိုးပင်ရွာတောပူရွာဇီးပင်သာဘူကုန်းနဲ့ငုံမင်းရွာတို့မှာဒေသခံများတင်းရှောင်နေရကြောင်းသိရပါတယ်။မေလာနေ့ရက်ကတိုက်ပွဲဖြစ်ပွားနေစဉ်စစ်ကောင်စီတပ်ကအင်ဂျီ400ကျော်ရှိတဲ့စပက်ကျဲရွာကိုနေကြောင်းမှတိုက်ခိုက်ပြီးမိရှုခဲ့ကြောင်းဒေသခံစစ်ရှောင်တွေကပြောပါတယ်။ဒါပြင်မေလာ28ရက်နေ့ကလည်းတောင်ငုံမြို့နယ်ဒူးနေရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူနှုတ်ကိုတပ်ဖြတ်သွားကြောင်းသိရပါတယ်။ပဲခူးတိုင်းတွင်မှလက်ရှိမှာတောင်ငုံမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီးရွှေကျင်နယ်တလင်းပေါက်ခေါအုပ်ပုံမင်းလာမြို့နယ်တို့ပါလည်းစစ်ရေးတ င်းမာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်းသိရပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတွေကတီးခြားသတင်းထုတ်ပြန်ထားခြင်းမရှိသေးပဲဒေသခံများအနေနဲ့စည်ရီးတတိပြုနေထိုင်ကြဖို့တာအသိပေးမှုတွေရှိနေပါတယ်။တောင်ငူဒေသအတွင်းမှာတိုက်ပွဲများနဲ့ပတ်သက်ပြီးလက်စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ ဇလန်ပြီးစစ်ကောင်စီအပြစ်ရက်တင်ညာပြီးလက်နက်ကြီးများနဲ့ပြက်ခတ်တိုက်ခိုက်နေရလို့ PNL လေးပြောနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့လက်အောက်ခံ PNL ပြည်သူစစ်တွေကလက်နက်ကြီးတွေရန်တပ်ပြက်ခတ်တိုက်ခိုက်နေကြောင်းပို့အမျိုးသားလုံမြောက်ရေးတပ်မတော် PNL ကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီကဇွန်လကုန်ထိအပြည့်ရက်ကာလတလတတန်တူကြောင်းကြီးညာခဲ့တော့လဲဇွန်လတရက်နေ့နဲ့နေရက်နေ့တွေမှာစီဆိုင်မြို့နယ်နဲ့မောင်းမယ်မြို့နယ်တို့မှာလက်နက်ကြီး၁၀ကြိမ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်ဇွန်လတရက်နေ့မှာစီဆိုင်မြို့နယ်နောင်ထော်ဒေသတွင်းကိုလက်ကောက်ဇွန်လနေ့ရက်နေ့မှာမောင်းမယ်မြို့နယ်ကန်တူးကြီးဒေသကို PNL လို့ဌာနချုပ်ကိုဦးတည်ပြီးဒမ်မတ်ဒေသကိုလက်ကောက်လက်နက်ကြီးများရန်တပ်ပစ်ခတ်နေတယ်လို့သိရပါတယ်၎င်းတို့အပြည့်ရက်ထားတယ်ဆိုတဲ့ကြီးညာချက်လည်းတွေ့တယ်မြေပြင်မှာလည်းဘာမှတိုက်ပွဲဖြစ်ပွားတာမရှိဘူးစီ းဆိုင်ရာလှုပ်ရှားမှုလည်းမရှိဘဲနဲ့သူတို့ကကျွန်တော်တို့ဌာနချုပ်ကိုတီးပြီးတော့မှလက်နက်ကြီးတွေလာပြတဲ့အပြော်တစ်မျိုးအလုပ်တစ်မျိုးဖြစ်နေလို့ပဲပြောရမှာပေါ့လို့ PNL လေးပြောရေးဆိုခွင့်ရှိသူခုံရင်ရန်ကပြောကြပါတယ်စစ်ကောင်စီကအပြည့်ရဲ့ကြီးညာထားတော့လဲနိုင်ငံတော်ဝန်လေးကြောင့်လက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်အပြည့်ရဲ့တပ်တန်းတို့ကြောင့်ကြီးညာပြီးရင်နောက်စွန်လာတရနီကမန္တလေးတိုင်းပြည်ဦးနယ်ခရိုင်တပိန်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်တို့မှာလည်းစစ်ကောင်စီကလေးကြောင်မှဘုံကျဲခဲ့ရစာတင်ကြောင်လူနေအိမ်များပျက်စီးပြီးအမျိုးသမီးတုံးဦးထရရရခဲ့ပါတယ်စစ်ကောင်စီရဲ့ဟန်ပြအပြည့်ရဲ့ကြီးညာမှုက ါဒပြတ်မှုတွေကိုပြည်သူများမယုံကြပဲလေကြောင်းရန်သတိပြုကြဖို့ဘုံကိုခြင်းများခိုင်မာစွာပြုလုပ်ထားဖို့ပြည်တွင်းခရိုင်ပကဖာသတင်းပြန်ကြားရေးတာဝန်ရှိသူကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်